်အိမ်ဝင်းမှာ Brighton ကိုတင်းတင်းတဲတဲအနိုင်ရပြီးတော့ Premier League နောက်ဆုံးသုံးပွဲဆက်တိုက်ပထမဦးဆုံးအကြိမ်နိုင်ခဲ့တဲ့ Amorim ရဲ့ United အားလုံးပါနေရှင်ကြောက်ကုန်များအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တပ်ဘောဘောဟကဇင်မင်းပါ ကျွန်တော်ညတော့ကတော့ United အသင်းကအင်ဂွင် Old Trafford မှာ Brighton အသင်းကိုအဲခံပြီးတော့ကစားခဲ့တယ်။အဲဒီလိုမျိုးအဲခံကစားခဲ့တဲ့ပွဲစဉ်မှာ United ကသူတို့ရဲ့အကောင်းဆုံးနောက်ထပ်ပုံစံဤတဲ့ကပုံစံတစ်ခုကိုပြပြီးတော့တိုက်စစ်ကကစားသမားတွေအကုန်လုံးနှီးပါခြေစွမ်းပြပြီးတော့ဒါ၄ဂိုး၂ဂိုးဆိုတဲ့ရလနဲ့အနိုင်ရခဲ့တယ်။ဒီအနိုင်ပွဲကတော်တော်လေးကိုမှ United အတွက်အာမိုရင်အတွက်ကစားသမားတွေအတွက်ချိုးမိန်တဲ့နိုင်ပွဲတစ်ခုဖြစ်တယ်လို့ United အနေနဲ့ကလက်ရှိအကောင်းဆုံးဖောင်ပုံစံကိုပြန်လည်ပြီးတော့တိဆောက်လာနိုင်တယ်။ဒါကတော်တော်လေးချီးကျူးစရာကောင်းတဲ့အရာပါ။တော်တော်လေးချီးကျူးစရာကောင်းတဲ့အရာပါ။ဘာလို့လဲဆိုတော့ဒီဟာဒီမှာ United ကဒါဂျာဒီစတဲ့အချိန်မှာသူတို့တွေကပြက်ကချော်ဖြစ်တယ်။နိုင်နေတဲ့ပွဲတွေကိုမနိုင်ဘူး။မနိုင်တဲ့ပွဲတွေလည်းမနိုင်ဘူး။အဲ့လိုမျိုးပုံစံနေနဲ့သူတို့ရှေ့ဆက်ခဲ့ရတယ်။ဒါပေမဲ့နည်းနည်းပွဲချင်းကြာလာတဲ့အချိန်မှာအာမိုရင်ကလည်းယူယူမိုက်မိုက်ပဲဗျာ။အာမိုရင်ကလည်းငါ့ကိုထုတ်ရင်ထုတ်မထုတ်ရင်တော့ ငါကတော့ဓာတ်ယူပြင်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့နောက်ပိုင်းကလေးကစာဂျီယိုရိုက်ဂူလေတကလည်းကဲကွာလောက်ကွာမင်းစိတ်ကြိုက်တာလောက်တော့အနေဆုံးမင်းကတော့၃နှစ်အချိန်ပေးမှတန်မစင်းကပြီးရောဆိုပြီးတော့လက်ထဲထိုးထည့်ပေးလိုက်တယ်။အဲအဲ့ဒီအချိန်မှာတစ်ဖက်ကနီးပြားကလည်းပို့ပြီးတော့ယုံကြည်မှုရှိလာတယ်။ယုံကြည်မှုရှိရှိနဲ့ပဲကစားသမားတွေကိုအဲသူထဲ့ကျင်တဲ့ကစားသမားကိုထဲ့တယ်မထဲ့ကျင်တဲ့ကစားသမားကိုမထဲ့ဘူးဘယ်ကစားသမားကဘလောက်ပြောင်ခြေလွှမ်းကောင်းနေစိုးနေသူကြိုက်တဲ့ကစားသမားကိုပဲသူရွေးထည့်တယ်။ဒီလိုမျိုးလောက်လာတာတွေကဂျာလက်တွေကတဖြည်းဖြည်း ဒါတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အခုချိန်မှာဆိုရင်မှန်လာတယ်လို့တောင်ပြောလို့ရတယ်။ညကပွဲစဉ်မှာဆိုရင်လည်း United ရဲ့ကစားပုံကအကောင်းဆုံးမဟုတ်ဘူးဆိုရင်တော့မှပဲအကောင်းဆုံးမဟုတ်ခဲ့ဘူးဆိုရင်တော့မှပဲညကပွဲစဉ်မှာ Brighton တို့ကိုနိုင်ခဲ့ဖို့အတွက်လုံလောက်တဲ့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တယ်။သူတို့ကိုယ်တိုင်ကပြိုင်ဘက်ရဲ့အားနည်းချက်တွေကိုစောင့်နေပြိုင်ဘက်ရဲ့အမားတွေကိုစောင့်နေပြိုင်ဘက်ကဘယ်နေရာမှာမှားမလဲပြိုင်ဘက်က pressing လုပ်ပြီးတော့ကစားတဲ့အသင်းပြ Brighton ဆိုတာက အဲ့လိုမျိုး pressing လုပ်ပြီးတော့ကစားတဲ့အသင်းကိုအာမိုရီရဲ့နီးစနစ်ပိုင်းကတော်တော်လေးကိုကောင်းခဲ့တယ်။သူတို့ရဲ့အမားတွေကိုစောင့်နေဝမ်းချန်ဝမ်းကိုရအောင်လို့သူတို့စပြီးတော့ပွဲကိုတည့်လာတယ်။ဒါပေမဲ့ညာကပွဲစမှာဝမ်းချန်ဝမ်းကိုတော့မရဘူး။ဒါပေမဲ့2ချန်ဝမ်းကိုတော့ရခဲ့တယ်။တော်တော်လေးကိုမှကောင်းတဲ့ကိန်းကနဲအချက်လက်တွေနဲ့တော်တော်လေးကိုမှကောင်းတဲ့ပွဲရဲ့ stat တွေပါ။ဆိုတော့ညာကပွဲစမှာအာမိုရီရဲ့ဒါလက်အောက်မှာဆိုရင်လက်ရှိမှာဒါအန်ဗူမိုရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်စပြီးတော့မြင်ခဲ့ရတယ်။ တော်တော်လေးကောင်းတယ်ကစားသမားတူတောင်းပန်ကစားသမားတူမှာရှီတင်ရှီတိုက်တဲ့ page တွေရှီတင်ရှီတိုက်တဲ့ dribbling တွေရှီတင်ရှီတိုက်တဲ့ crop ball ဖြတ်တင်မှုတွေအကုန်လုံးကျွန်တော်တို့ရဲ့ MMO မှာတွေ့ရတယ်တော်တော်လေးကောင်းတဲ့အရေးအသွေးပြည့်မှပြည့်ဝတဲ့ကစားသမားလို့ပဲပြောရမှာပဲယူနိုက်တက်ကဒီယာဒီမှာသူတို့ဝယ်လိုက်တဲ့တိုက်စစ်ကစားသမား3ဦးကညကပွဲစဉ်မှာ twin goal တွေနဲ့ goal ဖန်တီးမှုတွေကိုစီရခဲ့တာကတော်တော်လေးကောင်းခဲ့တဲ့အရာဖြစ်တယ်ဗျအဲ့လိုမျိုးအရာကိုအတင်းတိုင်းလိုချင် အသင်းရဲ့ပြိသက်တိုင်းလည်းလိုချင်သလိုအသင်းရဲ့နီးပြတိုင်းလည်းလိုချင်တယ်ဗျာအဲ့လိုမျိုးရလတ်တွေအသင်းကဝယ်ထားတဲ့ကစားသမားတစ်တဲ့အကုံလုံးကအတွင်းကိုးတွေရတယ်ဂိုးမှန်တီးမှုရတယ်ဟေးဆိုတဲ့ feeling ကတော်တော်လေးကောင်းတယ်ဗျာအသင်းကိုစွဲတင်ရမှာလေတော်တော်လေးကိုမှဒါအချိန်ပါစီတဲ့အရာဗျာဒါညာကပွဲစဉ်မှာ United ကအဲ့ဒါတွေအကုံလုံးကိုလှုပ်ပြနိုင်ခဲ့တယ်အသင်းမှာလက်ရှိမှာဂိုးလိုအပ်နေတဲ့မာတီးယက်ကိုညာဆိုရင်လည်းသူတော်တော်လေးကောင်းတဲ့ finishing နဲ့ပထမအဦးဆုံးဂိုးကိုရတာတော်တော်လေးကောင်းတယ်ဗျာတည်လား ကစားသမားတအုပ်ကိုဝိုက်ပြီးတော့ Lodric ကန်သွားတာပြတယ်လား Lodric ကန်ပြသွားတော်တော်လေးကိုကောင်းတယ်အဲ့ဒီသင်ကိုကအစပြုပြီးတော့ United တို့ကဒါ1-0နဲ့ဥဆောင်တယ်တိတ်မကြခင်မှာ Caro Casemiro ရဲ့ကန်ချက်ကိုဒါ Brighton ရဲ့ကစားသမားတွေနဲ့ deflect ဖြစ်ပြီးတော့နောက်ထပ်ဂိုးတွေကိုဝင်သွားတယ်ဆိုတော့အနိုင်ရင်နဲ့အသင်းကပြသေးလားအနိုင်ရင်နဲ့အသင်းကဘာရင်ညာရတော့ဟုတ်မနေဘူးနိုင်ဝင်နိုင်စရာနိုင်ရမယ့်စကားတာကိုပါလာတာဗျာ ။နောက်ကပွဲစဉ်မှာ United ကိုမကောင်းလို့ပြောချင်တာမဟုတ်ဘူး။ United တကယ်ကောင်းခဲ့တယ်။ Brighton ထက်ပိုကောင်းခဲ့တယ်။နောက်ကပွဲစဉ်မှာ Brighton နိုင်သွားတယ်ဆိုရင်လည်း United ကနိုင်သင့်တယ်လို့ကျွန်တော်တို့ပြောရမယ်ထင်ပါပါ။ဆိုတော့ဒါဒုတိယဂိုးဆိုရင်လည်းကာလိုကက်စမီရိုကန်လိုက်တာကို deflect ဖြစ်ပြီးတော့ဂိုးတွေကိုဝင်သွားတယ်။အဲအဲ့ဒီအချိန်မှာ United တို့ကပထမပိုင်းပြီးပထမပိုင်းကို2-0နဲ့ဒါဥဆောင်နိုင်ခဲ့တယ်။ဒုတိယပိုင်းပြန်စားတယ်ပြန်စားတဲ့အချိန်မှာ United ကနည်းနည်းလေးပုံစံစပြီးတော့ပြောင်းနေတယ်။ ်နည်းနည်းလေးသူတို့ပွဲကို dominate လုပ်ချင်တယ်ပွဲကို dominate လုပ်ချင်တဲ့ပုံစံမျိုးနဲ့သူတို့စပြီးတော့ကစားတယ်အဲ့လိုမျိုးကစားရင်ကစားရင်နဲ့ပဲဒါပြိုင်ဘက်ရဲ့အမားကိုစောင့်တယ်အပြိုင်ဘက်ကတစ်ချိန်မှိုင်းရင်တစ်ချိန်ကိုရအောင်ယူမယ်ဆိုတော့ပုံစံမျိုးအနေအထားမျိုးအထိသူတို့တွေစပြီးတော့ချင်းကပ်လာတယ်အဲ့ဒီမှာပဲ Brian Ambumo ရဲ့ကန်ချက်ကနောက်ထပ်တစ်ခါ Brighton ရဲ့ဂိုးသမားရဲ့ဒါဘယ်ဘက်တောင်းနေကိုဝင်သွားတယ်တော်တော်လေးကောင်းနေဗျာအဲ့ဒီလုံးကတော်တော်လေးကောင်းနေဆိုတော့ အဲ့ဒီမှာ 3C ဖြစ်သွားတယ်။ 3C ကနေပြီးတော့ဒါ Brighton တို့ကပွဲပြီးကန်ဒီမှာပြန်လာနိုင်ခဲ့ရောဗျာ။သူပွဲပြီးကန်နေတော့သူတို့တွေပြန်လာနိုင်တယ်။ twin goal နှစ် goal ဆက်ပြီးတော့ရသွားတယ်။အဲ့ဒီမှာ United ကနည်းနည်းလေးစပြသွားတယ်ဗျာ။ United ဒီယာဒီမှာသူတို့ပြင်ရအောင်မဲ့အရာကအဲ့ဒီအရာပဲ။အဲတကယ်တမ်းပြိုင်ဘက်ကတကယ်တမ်း press လုပ်လာပြီးတကယ်တမ်း twin goal တွေလိုလို့အသေးအတန်လိုက်ပြီးတော့ကစားနေတဲ့အချိန်ဆိုရင်သူတို့အတင်းကပြသွားရောဗျာ။ဒီက United ကပြသွားတော့အဲ့ဒီအရာကိုသူတို့ထိန်းချုပ်ဖို့လိုအပ်တယ်။အာမိုရီနေအဲ့ဒါကိုသူတို့ထိန်းချုပ်ဖို့လိုအပ်တယ်။တော်တော်လေး စားခဲ့တဲ့ပုံစံကတော်တော်လေးကောင်းခဲ့တယ်ဒါပေမဲ့သူတို့အဲ့ပြတာလေးကိုတော့ထိန်းချုပ်ရမယ်အဲအဲ့လိုမျိုးကစားနေနမပဲပြန်ပဲရဲ့ဒါအငိုက်ကိုချောင်းပြီးတော့ပြန်လာတဲ့ကောင်တာတိုက်စစ်ကတဆင်းဒါအန်ဘူမူကပဲနောက်ထပ်အတွင်းကိုတကူတွင်းပေးလိုက်တယ်ဆိုတော့အန်ဘူမူရဲ့ quality ကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျာသူဝမ်းချန်ဝမ်းကိုးဆိုတဲ့ပုံစံမျိုးနောက်ဆုံးမှလုတ်ပြန်ခဲ့တယ်တော်တော်ကောင်းတဲ့အဆုံးသက်တော်တော်ကောင်းတဲ့ finishing တော်တော်လေးကိုမှဘာမှပြောစရာမရှိတဲ့နိုင်ပွဲပြ United တော့ကတော့တော်တော်လေးချီးကျူးစရာကောင်းခဲ့ပါတယ်တော်တော်လေးကိုချီးကျူးစရာကောင်းခဲ့တယ် အဲဘရူနိုဖာနန်ဒက်တို့ပါလို့လည်းအကောင်းဆုံးပုံစံရှိခဲ့တယ်ညာတော့ကကိုဘီမိုင်နူးတို့ပါတော့ဝင်လာပြီးတော့တိတ်ပြီးတော့အကောင်းဆုံးပုံစံမပြခဲ့ဘူးဆိုရင်လည်းဒါဘရူနိုဖာနန်ဒက်တို့ရှိရကာလိုကတ်စမီယိုကတော့အကောင်းဆုံးပုံစံနေပြခဲ့တယ်အာမတ်ဒီယာတို့လိုအာမတ်ဒီယာလိုလို့လည်းသူ့ဟာနဲ့သူအလုပ်ဖြစ်ခဲ့ရဆိုတော့ယူနိုက်တက်ကတော့တော်တော်လေးကောင်းပါတယ်အချိုးပေါ်တကာလောင်းခဲ့တဲ့နိုင်ပွဲပေါ့ဗျာသူတို့ဒီယာဒီအဒီယာဒီမှမဟုတ်ဘူးဒါရူဘင်အာမိုရင်းရဲ့လက်အောက်မှာပထမဦးဆုံးအချိန်၃ပွဲဆက်တိုက်နိုင်ဘူးလား အရင်တော့ကဆိုရင်တို့တပွဲနိုင်လဲတပွဲရှုံးလိုက်တပွဲနိုင်လဲတပွဲရှုံးလိုက်ဒီပွဲနိုင်ပြီဆိုရင်နောက်ပွဲကအရှုံးနဲ့တည်ရတခုခုရွေးထားမယ်ဆိုတဲ့ပုံစံမျိုးဗျာဒါပေမဲ့အခုနောက်ပိုင်း၃ပွဲစတဲ့နိုင်လိုက်ရတဲ့အချိန်မှာ United တို့ကနည်းနည်းလေးပုံစံပြောင်းလာတယ်တို့ရဲ့ခံစားချက်တွေအဲတို့ရဲ့ဝင်းနေမန်မန်ဒလာဒီကမျက်နှာတွေမှာမြင်လာရတယ်ဗျာဒီတော့ငါတို့ဒီပွဲကို AACD easy game မှာဆိုတော့ပုံစံမျိုးဒီပြိုင်ဘက်ကိုအထင်သေးတဲ့ပုံစံမဟုတ်ဘဲနဲ့တို့ကိုယ်တိုင်တို့အာယုံအပြည့်အဝစိုက်ပြီးအနိုင်ယူမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်စပြီးတော့မြင်လာရတယ်ဒါက United တို့ရဲ့တည်မှန်ပေါ့ဗျာ အရင်တုန်းကကျွန်တော်တို့မြင်တွေ့ခဲ့ရ United ရဲ့တည်မှန်ကိုနည်းနည်းလေးစပြီးတော့တွေ့လာရတယ်။ဆိုတော့ဒီနိုင်ပွဲကတော့ United ကိုမဖြစ်မနေချီးကျူးရမယ့်အရာပါ။တော်တော်လေးကိုချီးကျူးစရာကောင်းပါတယ်။တော်တော်လေးကိုမှချီးကျူးစရာကောင်းတယ်။ဂိုသမားဆိုရင်လည်းဒါ Lensman တို့ဘာတို့ကဒါ Twin Goal တွေမှာဆိုရင်တော့ဗျာပထမဦးဆုံးဒါဝဲဘက်ကန်လိုက်တဲ့အလုံးပြတ်တံမိုးဖမ်းလိုက်တဲ့အလုံးကတော့နည်းနည်းလေးလိုအပ်ချက်ရှိတယ်။ဒါပေမဲ့လည်းလက်ရှိမှာက Lensman ဆိုတာကလည်း Bayern တို့အိုနာနာတို့တက်ဆိုင်အများကြီးပို့ပြီးတော့တားတယ်ကစားသမား။အများကြီးကိုပို့တားတယ်ဗျာ။ ဲ့ဒီကစားသမားဖြစ်တဲ့အတွက်သူတဖြည်းဖြည်းနဲ့တော့တိုးတက်လာဖို့ပဲညှော်လင့်ရမှာပဲအသင်းရဲ့ပြိတက်တင်အနေနဲ့ကတော့သူတို့ United ပြိတက်တွေကတော့တော်တော်လေးကိုမှအားရစရာကောင်းတဲ့နိုင်ပွဲတစ်ပွဲဖြစ်သူတို့တော်တော်လေးကိုမှပျော်စရာကောင်းတဲ့နိုင်ပွဲဖြစ်တယ်သူတို့ရဲ့အဓိကအားသာချက်ကဗျာတပွဲမှတပွဲပဲဆော့ရအားရင် အပြည့်ပဲကစားသမားတွေတော့က AAC ပဲနောက်ဆုံးမှဗျာသူတို့တွေဒါသွားပြီးတော့ကာရာဘောင်ကတော့သူတို့ထွက်လာတယ်ကြာတိလား EFA ကကတော့ထွက်လာတယ်အဲ့ဒီထွက်လာတဲ့အရာတွေကအမြဲတမ်းစိုးနေတာမဟုတ်ဘူးဗျာတစ်ဖက်မှာကောင်းကျိုးပြန်ဖြစ်တယ်တစ်ဖက်မှာတပွဲပဲကန်ရတဲ့အနေအထားမျိုးမှာ AAC ပဲဗျာကန်ရတဲ့ United က ဒီဘက်မှာတပွဲပဲအေးအေးဆေးလေချုံပြီးတော့တော့ကန်ရပြဒီလားကစားသမားတွေအကောင်လုံးကအင်ပြအားပြီးပွဲထွက်လာတဲ့ကစားသမားတွေအကောင်လုံးကမိနစ်60ကစားနိုင်တဲ့ကစားသမားတွေပဲပြတခြားသူတွေလိုဗျာဟိုမှလည်းဟိုဟိုဟိုပြန်ပွဲမှလည်းဟိုမရောက်ဒီမရောက်ဒီပြန်ပွဲမှလည်းဟိုမရောက်ဒီမရောက်မဟုတ်ဘူးဒါလူသမီးကျွန်တော်လည်းပါဘူးဗျာကျွန်တော်လည်းပါဘူးလို့ပုံမှာလည်းဖြံပြရလိမ့်မှာလည်းဟိုမရောက်ဒီမရောက်ပရီးမီယာလိမ့်မှာလည်းဟိုမရောက်ဒီမရောက်ခါရာဘောမှာလည်းဟိုမရောက်ဒီမရောက်ဟိုမရောက်ဒီမရောက်လုံးဝနေဘူးဗျာဒီလားတခုခုကိုသူဆုံးဖြတ်တယ်ရွေးချယ်တယ်တခုခုကိုသူလောက်လာမယ်ဆိုတဲ့ပုံစံမျိုးနဲ့အာမိုဒီမှာစာပြီးတော့တွေ့ရတယ် ဒါကတော့အရန်ကြီးချီချူဖို့တော့ရန်ကြီးတော့စောသေးတာဗောလေဒါပေမဲ့အာမိုရင်လှုပ်လာတဲ့ပုံစံကတော်တော်လေးကိုမှချီချူစရာကောင်းတယ်ညာက United ရဲ့ကစားသမားတွေအကုန်လုံးတယောက်မှကျန်ချီချူရမယ်ထင်မှာပါတယ်ဒီကိုဒါလောတို့ဘယ်လောက်ထိအောင်အသင်းနဲ့အဆင်မပြေပါဘူးပဲပြောပြောအသင်းနဲ့ကစားဖို့မှာဘယ်လောက်ထိအောင်အံ့ဝင်မှာဘူးပဲပြောဒီကိုဒါလောကညာကပွဲစဉ်မှာ तू ကောင်းတာကြီးလှုပ်ပြခဲ့တယ်တချို့အရာတွေမှာလည်း तू တော်တော်လေးကောင်းပြခဲ့တယ်လူချော်တို့ဘာလို့ပုံစံမကောင်းဘူးဒါပေမဲ့ညာကပွဲစဉ်မှာသူတို့နိုင်ကျင်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့ကစားခဲ့တယ်တကယ်တမ်းနိုင်နေဆိုတဲ့ရလတ်ကို တို့တွေစွမ်းဆောင်နိုင်တဲ့အထည်ကိုလုပ်ခဲ့တယ်။အဲ့ဒီညမှာလည်းလူကျော်ကဒါတနေရအပါဝင်ခဲ့။ညာကဒါနောက်ကတော့ဒီလစ်တို့ဘာလို့ကပြောနေကြမလို့ဗျာ။ဒီလစ်တို့ဆိုတော့ကလက်ရှိ United ရဲ့နောက်တန်းမှာမရှိမဖြစ်ကစားသမားတွေလူတော်ပြောလို့ရတယ်။ဒီလစ်မရှိရင်ဆိုတဲ့အတွေ့တွေ့ပြီးတော့ United တို့မကစားရဲဘူးဗျာဒီလား။ဒီလစ်မရှိရင်ဒါဒါမှမဟုတ်လို့ရှိရင်ဗျာအဲရိုရိုမရှိရင်ရိုရိုမရှိဘူးဆိုရင်တော့တော်သေးတယ်ဗျာဒီလစ်မရှိဘူးဆိုရင်ဆိုပြီးတော့တွေးပြီးတော့ဆိုတော့သူတို့မကစားရဲဘူးအဲ့လောက်ထိအောင်ဒီလစ်ကလက်ရှိရာဒီမှာဘာမှမအပြေးပါနေတာ ဆိုတော့ဒီလေးတို့ဘာလို့ကထည့်ပြီးပြောစီရမလို့တော့ဘူးမာတီးရဲ့အခုညာအကောင်းဆုံးပုံစံပြတယ်ဘင်ဂျမင်ရှက်စ်ကိုဗျာလောင်ဘောတွေတောက်လျှောက်သူခေါင်းတိုက်တလုံးမောက်ကိုမလုပ်ဘူးကျွန်တော်ကြည့်နေရနောက်ကလန်မန်လန်မန်နဲ့ဘင်ဂျမင်ရှက်စ်ကိုနေကဗျာဒီလားသူတို့တွေကလန်မန်ကြီးရောဘင်ဂျမင်ရှက်စ်ကိုကိုပြီးမယ်ဆိုလူတိုင်းသိအတွဲတွဲဖြစ်လာတာဗျာဆိုတော့လန်မန်နဲ့ဘင်ဂျမင်ရှက်စ်ကိုထွေးရတပရောကြောက်ဖို့ခေါင်းနေဗျာလန်မန်ကကန်တင်နေဘင်ဂျမင်ရှက်စ်ကိုခေါင်းတိုက်ချပြီးတယ်စကန်ဘောကိုဘရူနိုဖာနန်ဒက်ကကောက်တယ်ဒါမှမဟုတ်လို့ရှင်ကာလိုကတ်စမီယိုကကောက်တယ် အဲတောင်မှာရှိတဲ့ MMO တို့မာပြီးအကူညာတို့ကိုပေးတယ်သူကလည်းသူတို့အလုပ်ဖြစ်နေတာပဲဗျာဆိုတော့လောက်တိုင်းဖြစ်လာတဲ့ United တို့ဘလောက်ထိအောင်ဒီဟာဒီမှာသွားနိုင်မလဲဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့လေညာကပွဲစဉ်ကတော့တော်တော်လေးကွန်မာချိုးမိန်နဲ့နိုင်ပွဲတပွဲဖြစ်ခဲ့တယ်လို့ပဲပြောပါပြောရမှာပေါ့လေဆိုတော့ကျွန်တော်ကိုရီကော United ပြိတ္တတွေကတော့ဒီနိုင်ပွဲနဲ့ဖက်တယ်ဘယ်လိုမြင်ရလဲတခြားလောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လုပ်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်